ရန်ကုန်မြို့ဘူထောင်မြို့နယ်48လမ်းကအစ္စလမ်ဘာသာရေးစာတင်ကြောင်းဧပြီ2ရက်နေ့မနက်9နာရီကျော်မှာမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်စာတင်သားကလေးငယ်73ယောက်သေဆုံးခဲ့တယ်လို့တိုင်းဆိုးရအာဏာပိုင်တွေကပြောဆိုလိုက်ပါတယ်။ပေါ်ဆောင်မီလာတနင်္လာရက်ချွေလာမီလာကစုံလုံးစီအခွင့်ဖွင့်ပြီးစုံလုံးနေတယ်။ဒီချွန်ကျင်တဲ့လူအခွင့်တွေဒီကြချင်းမဲ့သူရက်စက်ကဖွင့်ပြီးရှိတယ်။ဒါကလည်းရက်တက်ဖွင့်ရရရှိတယ်။ဥပမာမျိုးကမှစုံလုံးနေတယ်။ဒီတခြားလုံးနဲ့ဆက်ရလို့ရှိတယ်။ လဲချက်ဖြစ်တယ်မဟုတ်ဘူးဆက်ကောင်းနေတယ်မီးကောမနောအောက်ကမီးကောပေါ်တာပေါ်တာပါခင်အောက်ကလူတွေမတူတော့မှမတူဘူးဟုတ်ကဲ့အကောင်းကြီးပြောတယ်3လိုက်ပြ3လိုက်ဆန်းခါမှအဲ့လိုမီးကောပါဆန်းလာမိတယ်ပြောရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်စွေကကျန်းစာတင်ကြောင်းမီးရမြင့်ဆက်အပူရှိန်လွန်ခဲ့ရာကဝါယာချော့ဖြစ်ပြီးမီးလောင်ခဲ့တာလို့ပြောဆိုလိုက်ကမီဒီယာတွေအနေနဲ့ဝိုင်းဝန်းကူညီထိန်းသိမ်းဖော်ပြပေးဖို့မြစ်တာရက်ခံခဲ့ပါတယ်အခုကလေးတွေဆုံးသွားတယ်ဆိုရတာပါဆက်တော့ဆုံးသွားတယ်ဆိုရတာပါ သူကအောက်ထပ်နဲ့အပေါ်ထပ်ကိုစဉ်းမှုတဲ့ပုံပြရားလေးတစ်ခုရှိတယ်။အဲ့ဒီကျိုးနဲ့ပပတ်လေတဲ့အပေါ်ထပ်ရဲ့ထပ်ကိုပပတ်လေအခုလုံးကြည့်စာတိုင်းလေးနဲ့ဖွင့်ချတယ်။ဒီတော့အောက်ကစဉ်းမှုကပြရားကိုလောင်းလာလေဒီကအောက်ကပြန်နေတာစတာပါ။ခလေးပြီးအချိန်ပြီးအပြင်းမရောက်ဘူး။ဒီမှာဒီလိုမျိုးချူပြီးတော့မှအသက်ရှင်ကြတယ်ဒီဆုံးသားဆက်ပြီးတော့ ယောဂလွတ်တာမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့အကြံပေးတော့ဟုတ်တော့တို့တော့လည်းပဲဆန္ဒရှိနေကုန်လို့တိတိကျကျအဖြစ်ပြတော့ဟုတ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာအိုလမအဖွဲ့ချုပ်အစ္စလမ်ကောင်စီဖွဲ့ချုပ်မြန်မာမွတ်စလင်လူငယ်များဖွဲ့ချုပ်မော်လဝီဖွဲ့ချုပ်ကခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး စာတင်ကြောင်းမီးလောင်ကျွမ်းမှုနဲ့ကလေးငယ်73ယောက်တိစုံမှုတို့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတိတိကျကျဆောင်ရွက်ပေးသွားမယ်လို့ပြောဆိုလိုက်ပါတယ်။ရန်ကုန်တိုင်းတွင် ရဲတပ်ဖွဲ့အင်အား6000ပဲရှိတာမို့ဘာသာပေါင်းစုံကပြည်သူတွေအနေနဲ့ကိုရဲရွာဒေသတွေကိုလုံခြုံရေးဖွဲ့တွေနဲ့အတူကူးတွဲပြီးကာကွယ်ပေးကြဖို့လဲတိုင်းရဲမှုကြီးဝန်ထမ်းကပြောဆိုလိုက်ပါတယ်။ဖြစ်စဉ်အမှန်ကိုပြောရရင်အထက်ရနေပြီးတော့ဒီဘူဝါရရှော့ပတ်လို့စားလာတယ်။ဟိုမှာရှိတဲ့၄၈နိုင်ငံမှာရှိတဲ့ဘူးဒီအဆောက်အဦအင်းတော့ကျွန်တော်မြေခဲ့ပါဒီအချိန်ကာလတစ်လျှောက်လုံးမှာဘယ်သူစိမ်းမှမရောက်တာမသိရှိအောင်ကျွန်တော်သိချက်ကသိရှိလာတဲ့အတွက်ဒါစီ ရှင်ပြောကဟောပါတော့တွင်းကဖြစ်သူရောက်တာဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တော့ရရှိတော့တယ်မီးလုံခဲ့တဲ့အစ္စလမ်ဘာသာရေးကျမ်းစာတင်ကြောင်းဟာရေကျော်ပလီနဲ့တွဲလျက်ရှိပြီးကျောင်းသားဦးရေ81ယောက်နဲ့ကျမ်းစာတင်ဆရာနှစ်ယောက်ရှိပါတယ်မီးလုံမှုကြောင့်ကလေးငယ်73ယောက်သေဆုံးခဲ့ပြီးကျန်အသက်ရှင်ပြီးထိခိုက်ဒဏ်ရာမရှိတဲ့ကလေးငယ်တွေကိုတရားတလန်းကပလီကိုယာယီပို့ဆောင်ထားခဲ့ပါတယ်